ားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion Pay သက်တွေအောင်လာမင်္ဂလာပါကျွန်တော် Super Sunday မှာတော့စကွန်စားဆရာကျွန်တော် Premier League ပွဲ၅ပွဲကမ်းမယ်ကျွန်တော်စနေနေ့ကအစောပိုင်းပွဲလေးရှိတယ် နောက်ကြဆုံးပွဲလည်းရှိတယ်ပုံမှန်ကျင်းပနေတဲ့ပွဲရှိတယ်စူပါဆန်ဒေးမှာတော့တပြိုင်တည်းကံမဲ့ပွဲစဉ်၄ပွဲနဲ့အတူတကယ်ပွဲကြီးပွဲကောင်းအကောင်းဆုံးပွဲဖြစ်မန်ချက်စတာစီးတီးနဲ့လီဗာပူးရဲ့ထိပ်တိုက်ပွဲလည်းရှိတယ်ဆိုတော့ကျွန်တော်တို့စိတ်ကြိုက်ပွဲပေါ့လေပထမဆုံးပွဲကအာရှိုဗီလာနဲ့ဘုံမောက်ခြေကောင်းနေတဲ့နှစ်သင်းဖြစ်တယ် ဖီလာကယူရိုပါလီတော်ကစားထားရတယ်ပြီးခဲ့တဲ့ပွဲစဉ်မှာတော့ကသူတို့လီဗာပူးကိုအန်ဖီကွတ်မှာရှုံးထားတဲ့အချိန်တစ်ဖက်ကဘုံမောက်ကယုံကြည်မှုအပြည့်အဝရှိနေတဲ့အသင်းဖြစ်တဲ့ဒါပေမဲ့သူတို့လည်းပွဲစဉ်တင်မှာလီဗာပူးကိုရှုံးပြီးခဲ့ပြီးခဲ့တဲ့ပွဲစဉ်မှာမန်စီးတီးကိုသူတို့ရှုံးထားတယ် ဆိုတော့တစ်သင်းလုံးကြာမှာလက်ရှိနေထားရအာရှမီလာကပူကျင်းတဲ့အသင်းဘုံပေါက်ကပူပြီးတော့တိုက်စစ်အသားပေးပြီးကစားပူကောင်းတဲ့အသင်းဖြစ်တဲ့တကယ်ကိုချိန်ကြီးတဲ့အသင်းဖြစ်တဲ့တခုပဲအာရှမီလာကသူ့ရဲ့အင်ဂွေဗီလာပတ်မှာတော့ခြေစွမ်းမာကျော်တယ်ကျွန်တော်အမြင်တော့ဒီပွဲဟာဗီလာပတ်လည်းဖြစ်တဲ့ unite everything ကရတင်ရထိုက်တဲ့အပတ်တွေကိုစပြီးတော့ပြန်ယူနေပြီ အဒိုနီရလောင်ရဲ့အသင်းကအခြေစွမ်းကောင်းတယ်ဒါပေမဲ့ကျွန်တော်ထင်တော့ဒီပွဲကဗီလာကိုပိုသဘောကျတယ်အက်စဗီလာရဲ့အိမ်ကွင်းလည်းဖြစ်တယ်နေ့လယ်နနာကြီးမြန်မာစံတော်ချိန်ည၈ခွဲမှာကမ်းမယ်ပြီးတာနဲ့ဘရန်ဖို့နဲ့နယူကာဆင်ဘရန်ဖို့ရဲ့အိမ်ကွင်းကစားအားနဲ့ဘရန်ဖို့ရဲ့ကစားပုံကိုနယူကာဆင်ရုံးကန်ရမယ်ဘာကြောင့်လဲဆိုဒီယာဒီမှာနယူကာဆင်ကသူတို့အိမ်ကွင်းမှာကောင်းတလောက်အဝေးကွင်းမှာတော့ကိုရုံးကန်ရတယ်ဒီယာဒီတိုးဝဲတဲ့တော့အဝေးကွင်းနိုင်ထားတယ်အဲ့ဒါပါလဲဆိုတော့ချန်ပီယံလိမှာအူနီယံစိတ်ကိုနိုင်တာ အဲ့ဒါကလိုရင်ယူကာဆယ်ကပရီးမီယာလိဂ်ပထမအဝေးကွင်း၃ပွဲဂိုးမသွင်းမသေးကြတဲ့နောက်ပြီးတော့မှ၂ပွဲဆက်ဘရိုက်တန်ကိုတပွဲရှုံးပြီးတော့ပြီးခဲ့တဲ့ဘက်ကဝက်ဆန်ကိုရှုံးထားတယ်ဘရက်ဖို့ကခရစ်စတယ်ပဲလစ်ကိုအဝေးကွင်းမှာရှုံးတယ်မန်ချက်စတာစီးတီးကိုရှုံးတာကလိုရင်မန်ယူနိုက်တက်ရဲ့ဝက်ဆန်ရဲ့လစ်ဗာပူးကိုနိုင်လို့ သူတို့အိမ်ကွေးမှာ Chelsea ကိုလည်းတည်ကြထားတယ် Brentford ကအိမ်ကွေးမှာချိုးတယ်ကစားအကောင်းတဲ့အသေးဖြစ်တဲ့အထူးသဖြင့် Sappi စီကိုဒီးလုံနိုင်တယ်တခုပဲ Newcastle ရဲ့ခံစစ်ပိုင်းကဒန်ဘန်တို့ကလည်း Sappi စတော်လေးအားကောင်းတဲ့ပွဲကိုလေဒီလိုသင်းထိုက်ထိုက်တွေးရင် Brentford ကသူ့အိမ်ကွေးမှာ Newcastle ကို၃ချိန်ကစားတာမှာတပွဲနိုင်နှစ်ပွဲရှုံးထားပြီးတော့ Newcastle ကပိုပြီးအသာစီးကြတဲ့အခြေအနေပေါ့လေကြီကောင်းနိုင်တဲ့ပွဲဖြစ်တဲ့ ဘရန်ဖို့ကိုပိုသဘောကျပေမဲ့ညူကာဆယ်အမှန်မဖြစ်မနေလိုအပ်ဖို့လို့ရှိတယ်။တေကိုဥတီနိုင်တယ်ဒါပေမဲ့အသင်းကြီးတွေကိုဒုက္ခပေးနိုင်တဲ့အဆင့်တန်းတစ်ခုကတော့ ီပွဲက Asian Brentford အတွက်ချန်ရှိနိုင်တယ်ည၈နာရီခွဲနေ့လယ်၂နာရီမှာပဲကံမယ် Crystal Palace နဲ့ Brighton ကတော့ Brighton ကောင်းပြီမဲ့ Palace ကသူ့အိမ်ခွင်နောက်တစ်ခုက Palace က Conference League အတိုင်းတိုင်အောင်သူတို့သင်ကစားဖို့ကောင်းတယ်ဗျသူတို့အိမ်ခွင်မာကျော်တယ်ကစားကောင်းတယ်လှုပ်တက်ကင်တက်တယ်ဒီခွဲမှာ Liverpool ကလည်းနိုင်ထားတယ်ခြေစွမ်းပြတယ်အသင်းဖြစ်တယ် Brighton ကစားဖို့မဆိုးလားတိတိုင်အောင် Brighton အသင်းခုနောက်ပိုင်းမှာနည်းနည်းလေးရလက်တွေပြန်ရှိနေတယ်ကျွန်တော်ထင်တော့ဒီဘက်ကကျွန်တော် Crystal Palace ကို အင်ရှင်ဖြစ်တဲ့အပြင်ကိုသူတို့ရဲ့မာကျောတဲ့ဂုံကြောင့်ကျွန်တော်သဘောပူကြတယ်။ဒါကည၈ခွဲ UK မှာဆိုရင်နေ့လေ၂နာရီပဲပြီးတော့မှ Northern Forest နဲ့ Leeds United Forest ကပြီးခဲ့တဲ့ Europa League ပွဲစဉ်မှာ Morgan King White ရဲ့ penalty လွဲလို့သူတို့နိုင်ပွဲပျောက်သွားပေမဲ့နီးပြတဲ့ရှုံတိုက်လက်ထက်မှာအင်ကွေးပထမဆုံးနိုင်ပွဲရဖို့ target ထားလိမ့်မယ်။ဆိုတော့သူတို့ Premier League မှာအင်ကွေးကတည်တပွဲရှုံးတပွဲဖြစ်တာပဲကျွန်တော်အဖြစ်တော့ Leeds United ရဲ့ TRT မာကျောချင်း Daniel Farke အသင်းကိုကျွန်တော်အဲ့လောက်မကြိုက်ဘူးဗျ။ နည်းနည်းဝီးဖြစ်တယ်ခန်းစစ်အားနည်းတယ်သူတို့ကစားမားတွေကပြတခြားအသင်းတွေကကစားမားတွေနဲ့တိတ်မတူ quality ပိုင်းနည်းနည်းအားနည်းနေလို့ခံစားရတယ် ancient ဖြစ်တဲ့ forest တွေအခွင့်အရေးကောင်းဖြစ်ပြီးတော့သူတို့ကိုယ်တိုင်လည်းချိန်မငြိမ်သီးတိုင်အောင်ရှောင်းတိုက်အတွက်ပထမဆုံး premier league နိုင်ပွဲဖြစ်လာနိုင်တယ်အဲ့ဒါကလည်းညရှိခွဲ နေ့လည်းနှစ်နာရီပြီးတော့မှနောက်ဆုံးပွဲကတော့ Manchester City အသစ်နဲ့ Liverpool ရဲ့ထိပ်တိုက်ပွဲပေါ့လေ။ကစားရမယ့်ပွဲကအတ္တီရဲ့ကွင်းမှာ မနစ်ကတော့ကလီဗာပူးကမန်စီးတီးကိုနှစ်ကြော့ထုတ်နိုင်တယ်ဒါပေမဲ့ရှင်းနှစ်တင်မှာတော့နှစ်ကြော့လုံးတည်ကြတယ်ဒါပေမဲ့မန်ချက်စတာစီးနဲ့လီဗာပူးကအမြဲတမ်းတူတင်ကိုတင်အကျိတ်နဲ့ကစားရတယ်ပွဲပဲနောက်တင်းလို့ခြေစွမ်းထပ်နေတယ်အထူးဖြင့်လီဗာပူးကဇက်တိုက်ရလက်ဆိုးခဲ့ပြီးတော့မှအခုနောက်ဆုံးနှစ်ပွဲအာဆွန်ဗီလာကိုနိုင်တယ်ရယ်မက်ဒရစ်ကိုပြန်နိုင်ပြီးတော့ယုံကြည်မှုပြန်လဲရလာတဲ့အချိန်မန်ချက်စတာစီးတီးကကြားထဲမှာအာဆွန်ဗီလာကိုရှုံးသွားပေမဲ့ချန်ပီယံလိမှာလည်းသူတို့ခြေစွမ်းပြတယ်ပြိုင်ပွဲဆုံးမှာလည်းခြေစွမ်းပြတယ် ပန်လီရဲ့ Bradford ရဲ့ Everton ရဲ့ဘုံမောက်ကုံနိုင်ထားတယ်ဆိုတော့ City ဖြတ်သန်းလာတဲ့နောက်ဆုံး၅ပွဲကတော့အရင်တောက်တင်တဲ့အသင်းတွေတော့မှုတ်ဘူး Liverpool ကတော့သူတို့တကယ်ပွဲချက်ပဲသူတို့ကစားရတဲ့ထဲမှာ Crystal Palace ကချက်စီရဲ့ Man United ရဲ့ Bradford ရဲ့ Villa ရဲ့ဆိုတော့ဒီနှစ်သိထိုက်တိုက်ဆုံတွဲမှု56ချိန်မှာ Liverpool က23ချိန်နိုင်တယ်ဒါပေမဲ့ Man City ရဲ့အတ္တိရခွင့်မှာသူတို့9ချိန်နိုင်ပြီးတော့အိမ်ခွင့်မှာ18ချိန် Manchester City က Liverpool ကို12ချိန်နိုင်တယ်အိမ်ခွင့်မှာ10ချိန်နိုင်ပြီးတော့အဝေးခွင့်မှာ2ချိန်နိုင်ထားတယ်ဆိုတော့ နောက်ဆုံးတွေ့တဲ့ပတ်တန်းကိုကြည့်ရင်ပြီးခဲ့တဲ့နှစ်ကဒူးစီနဲ့နှစ်ပွဲစုံလစ်ပါဘူးကနိုင်ထားတယ်။ရှစ်တနစ်တုန်းက11စီနှစ်ပွဲစီတည်ကြတယ်။ဆိုတော့ဒီနှစ်သင်းဖြစ်နိုင်ခြေရှိတဲ့အခြေအနေပေါ့လေ။အခုလောလောဆယ်ဥရောပချန်ပီယံလိဂ်ကိုပြသတဲ့ဖော်ကိုကြည့်ရင်လစ်ပါဘူးကဝင်းမထွက်ကိုနိုင်လိုက်တယ်။သူတို့တော်လေး solid ဖြစ်တဲ့ performance မန်ချက်စတာစီးတီးကဒေါ်မန်ကိုတကယ် on fire ဖြစ်တဲ့ performance ဆိုတော့ဖြစ်နိုင်တဲ့အခြေရှိစီမှာတစ်ဖက်ကဂိုးသမားကတော့ဂျန်လူချီတူနာဝူမှာဖြစ်မယ်။ဟိုဘက်က မာမာတက်ရှ်ဝီလီဖြစ်မယ်လီဗာပူးကကျွန်တော်အမြင်တော့အန်ဒီရိုဘစ်ဆင်ပဲဆက်တော့မယ်ဆိုတော့အန်ဒီရိုဘစ်ဆင်ရဲ့ဗန်ဒိုက်ရဲ့ခနာတီရဲ့ကော်နာဘရက်လီဖြစ်ဖို့ရှိတယ်ဘာလို့ဆိုတော့သူရယ်မက်ဒရစ်ရဲ့ပွဲမှာခြေစွမ်းပြထားတယ်မန်ချက်စတာစီးတီးကတော့ချက်စကိုဂွာဒီယိုကိုအဓိကသုံးနိုင်ပြီးတော့တကယ်လို့နီကိုအိုရိုင်လီကိုသုံးမယ်ဆိုရင်ချက်စကိုဂွာဒီယိုနဲ့လူးစ်ဂျီအက်စ်ကိုမတ်တီးယက်စ်လူးနဲ့ဖြစ်မယ်ကွင်းလေမှာမက်ဆီဒီဒီကပြဿနာရူဒရီမပါဖို့များတယ်နောက်ဆုံးကစားခဲ့တဲ့ပွဲပေါ့လေဘရီရှက်တော့မှလည်းပွဲမှာလည်းရူဒီမပါသွားတဲ့အတွက်ကြောင့်ဒီပွဲကိုသူ ready ဖြစ်ပါမလား ကျွန်တော်တင်တော့ ready ဖြစ်တယ်ဆိုရင်တော့မှသူရဲ့ကာလာရှိဒဏ်ရာပြဿနာကြောင့်နီကိုခွန်ဆာလက်ပူပဲဖတ်ကွာဒီယိုလာကတုံးသွားနိုင်ပြီးတော့ Phil Foden ရဲ့ Riders ရဲ့ Benedetto Silva နဲ့ဟိုဘက်က Jeremy Doku ဖြစ်မှာဘာလို့ဆိုတော့ Silva ကိုသူပွဲထိန်မှုထက်ကိုထည့်လိုက်မယ်အဲ့ဒါဆိုရင် Foden တို့ဘာလို့ကတစ်ခါခါထွက်သွားနိုင်တယ်ဒီကြားထဲမှာ Spinho တို့ Chaki တို့လည်းတော်တော်လေးအားကိုးရတဲ့အချိန်မှာတိုက်စစ်ကအထောက်တိုက်စစ်မှုပြင် Haaland ဒီနေရာမှာ Liverpool အသင်းကနီးပြနေတယ်ဘယ်လိုဆုံးဖြတ်မလဲ Support line နဲ့ McAllister နဲ့တစ်ဖက်က Graven Bash တို့အတွဲပဲသုံးမလား Florian Vers ကိုပေါ်လာတဲ့ကစားကွက်တီဆောက်လာဒါဆိုရင် gap ကို out Florian Vers ရဲ့ Salas ရဲ့အထောင်က Alassana Isak ကတန်ရနေတဲ့အတွက် Akiti ခေဖြစ်မယ်တဆယ်ရိုးကတော့ dominant support sign ကစားမယ်ဒါဖြစ်နိုင်ကြည်ရှိတဲ့အခြေအနေမဟုတ်ဘူး gap ကိုထည့်မယ်ဆိုရင်သူတို့အနေနဲ့ support sign ကိုဆက်ထိန်းထားနိုင်ပြီမြေလောလောဆယ်မှာ Florian Vers ရဲ့ championship ကိုခမိုင်းရခတ်တယ်ဒီနှစ်သင်းဟာ လက်တော်မှာပုံစံကောင်းပြန်ရနေတဲ့လီဗာပူးရဲ့ချီမှန်နေတဲ့မန်စီးတီးရဲ့သူ့ကွင်းကိုနိုင်ကိုကွင်းသူနိုင်ဖြစ်လို့နှစ်သိန်းလုံးကထိုက်ခင်းပါ မနေ့ကတော့ City အရန်ညံ့တဲ့အတွက်ကြောင့် Liverpool ကနှစ်ချော့လုံးကိုလွယ်လွယ်ကူနိုင်သွားတယ်ဒီနေ့ကျတော့ Liverpool ကအခုနည်းနည်းပြန်ရိပ်နေတဲ့ချိန်မှာ Manchester City ကဒီပွဲကိုအားလုံးဆူဆိုင်မှုအပြည့်နောက်တစ်ခုကသူတို့ရဲ့ပြိုင်ဘက်ဖြစ်တဲ့ Arsenal ကအဲ့ပွဲမတိုင်ခင်စနေနေ့တည်းက Sunderland ကိုကန်ထားတဲ့အတွက်ကြောင့်သူတို့အတွက်က information ကသိထားပြီးသားဆိုတော့ဒီနေရာမှာထိတ်တိုက်ဆုံတွေ့တဲ့ခံမှန်းချက်ရရောနှစ်သိန်းစုံရဲ့လက်ရှိဖောင်နဲ့ပြိုင်ဘက်ဟောင်းနေဖြစ်တဲ့အတွက်ကြောင့်အပြန်လန်ကြအဖြစ်အနိုင်ရှုံးပုံတို့အတွက်သေချဖို့များတဲ့ပွဲအထူးသဖြင့်လီဗာပူးကဗန်တိုင်းနဲ့ ခနာတီစနပတ်အတွဲညီမယ်ဆိုရင် ground bash ရဲ့လိုအားကောင်းရင်သူတီတီမှမျောနေနိုင်တယ်။ Man City ကွင်းသွားနိုင်ဖို့တော့ခက်တယ်။ တကယ်လို့တည်ကြရင်တော့အာဆယ်က၈မှတ်နဲ့၉မှတ်ဖြတ်နိုင်ပြီးတော့တသင်းသင်းအနိုင်ရှုံးပေါ်ရင်အနည်းဆုံး၆မှတ်ကနေ၇မှတ်ဖြတ်ခွင့်ရမယ်။ခမိုင်းရခတ်တဲ့ပွဲဖြစ်တဲ့ Manchester City ကိုတော့အိမ်ကွင်းဖြစ်တာရဲ့အခုဟာလန်၉သွင်းစွန့်ရည်နဲ့ပွဲတိုင်းဒီပါနဲ့အတွက်ကြောင့်သဘောပေါက်ကြတယ်။ချီကောင်းတဲ့ Sunday ပေါ့လေ။ဆိုတော့ကျွန်တော်တို့ Aston Villa နဲ့ဘိုးမောင်ရဲ့အစောဆုံးပွဲပြီးတော့မှ Brentford နဲ့ Newcastle ရဲ့ပွဲရဲ့ Crystal Palace နဲ့ Brighton ရဲ့ပွဲနဲ့ Northern Forest နဲ့ Lease ပွဲအိုက်ပွဲတွေအားလုံးဟာဒေသစံတော်ချိန်တိလဲ2နာရီမြန်မာစံတော်ချိန်ည8ခွဲမှာကံမှာဖြစ်ပြီးတော့ Manchester City နဲ့ Liverpool ရဲ့နောက်ကျပွဲက Etihad ခွဲမှာကံမှာဖြစ်တယ်ဆိုတော့ဒီပွဲကတော့ UK မှာညနေ4နာရီခွဲမြန်မာစံတော်ချိန်7နာရီမှာကံမယ်ဆိုတော့ Super Sunday ပွဲကြီးပွဲကောင်းဒီထဲမှာဘယ်အသင်းအနိုင်ရသွားမယ်ထင်လဲ ဖက်ကွာဒီယူလာနဲ့အာနီဆိုတို့အားပြိုင်ပွဲမှာအာနီဆိုတို့အကွင့်ရရှိလာဂွာဒီယူလာပဲအသာစီးရမလားဒါဘယ်လိုမြင်ကြလဲဒီနေ့တင်းပေါ့ဒါကွန်ဘတ်မှာဝေယမ်မှတ်ချက်ပြချပါအားလုံးကျေးဇူးတင်ပါတယ်